ဟယ်လိုအားလုံးပဲမင်္ဂလာပါကလင်း YouTube Channel နဲ့တီတီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကလင်းဖြစ်ပါတယ်ကလင်းပရိသတ်တွေအားလုံးပဲမင်္ဂလာရှိသောမနက်ကလင်းကိုပိုင်ဆိုင်ပါစေလို့ကလင်းမအယုံဆုံးဆုမကောင်းတောင်းပြလိုက်ပါတယ်ခင်ဗျကဲပရိသတ်ကြီးတို့ရေအခုပေါ့နော်ကျွန်တော်ဒီဗော်ဒဗူးနေတီရက်စာတီးတန်နေပေါ့နော် April 23ရက်နေ့အတွက်တီးတန်နေပါခင်ဗျအခုဗီဒီယိုလေးရတော့ April 23ရက်ဗော်ဒဗူးနေတီရက်စာအတွက်တီးတန်နေပဲဖြစ်ပါတယ်ဒီကနေ့မှဆိုရင်တော့ကျွန်တော်အနေနဲ့ဖန်လေးတွေတော့တွေ့မိလဲဆိုတော့ ငါးဆိုတဲ့ဟင်းပွက်လေးရဲ့သုံးဆိုတဲ့ဟင်းပွက်လေးရဲ့၃ညဆိုတဲ့ဟင်းပွက်လေးကိုသွားတွေ့ပါလေဒါလေးကတော့ကီဟင်းပွက်လေးပဲဖြစ်ပါတယ်ခင်ဗျအဲ့တော့မိတ်ဆွေတို့ကိုတခုပြောချင်တာကဒီကီဟင်းပွက်လေးကိုကျွန်တော်တို့ကဒီပေါ့နော်ဒီပရဘူးနဲ့ကျန်တာပေးမှရရှိထားတဲ့ဟင်းပွက်လေးနဲ့ကပ်ပြီးတော့ကျွန်တော်တို့ကအဲ့ဒါလေးကိုတင်ွက်လေးလုပ်ကြည့်မယ်ပြီးတော့နောက်ထပ်ရံွက်လေးအနှဲငယ်ကိုကျွန်တော်နေထည့်ပြောပေးသွားမယ်ပေါ့နော်အရင်ဆုံးပြောချင်တာကတော့ရံွက်လေးတွေအရင်ဆုံးပြောမယ်ခင်ဗျနော်အဲ့တော့ပြောမယ်ဆိုရင်တော့ကျွန်တော်နေနဲ့ကတော့အာပြောမယ်ဆိုရင် ပြောရမယ်ဆိုရင် ကျွန်တော်အနေနဲ့ကတော့อืมဘယ်လိုရမျိုးတွေလှလဲဆိုတော့50ဆိုတဲ့ဟင်းပွက်လေးလှသလို55ဆိုတဲ့ဟင်းပွက်လေးလည်းလှပါတယ်ဗျပြီးရင်တော့ကျွန်တော်တို့ကတုံညာနဲ့ပတ်သက်ရင်တော့တုံညာဟင်းလေးနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ကတုံညာ6ဆိုတဲ့ဟင်းပွက်လေးကောင်းသလိုကျွန်တော်တို့အနေနဲ့တုံညာ၄ဆိုတဲ့ဟင်းပွက်လေးလည်းအကောင်းပါတယ်ပြီးရင်တော့ကျွန်တော်တို့က3ဟင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့အနေနဲ့က34ဆိုတဲ့ဟင်းပွက်လေးအကောင်းသလိုကျွန်တော်တို့အနေနဲ့ 30ခုဆိုတဲ့ဟင်းဝဲလေးလည်းအကောင်ပါနဲ့ဒါလေးကတော့ဟင်းဒီတရက်စာကီဟင်းဝဲလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့နှစ်ကွက်နှစ်ကွက်စီထုတ်ပေးထားတာဖြစ်ပါလေဗလာဘူးနဲ့ဂျာဘေးနေ့မှာရှိတဲ့ကျွန်တော်တို့ဒီလေးကိုထိတ်ဆိုတဲ့ဟင်းဝဲလေးနဲ့ကပ်ရမယ်ဆိုရင်တော့အဲ့ဒါလေးကတော့မိတ်ဆွေတို့လုံးဝရှယ်ကြီးပါတော့ဘာမှလှန်စရာမလိုဘူး AC ပဲအဲ့ဒါလေးကဘယ်လိုကပ်မလဲဆိုတော့65ဆိုတဲ့ဟင်းဝဲလေးရှိမယ်60ဆိုတဲ့ဟင်းဝဲလေးရှိမယ်63ဆိုတဲ့ဟင်းဝဲလေးရှိပါမယ်ပြီးတော့45ဆိုတဲ့ဟင်းဝဲလေးရှိမယ်53ဆိုတဲ့ဟင်းဝဲလေးရှိမယ် 40ဆိုလဲဟင်ပေါ်လေးရှိပါပါခင်ဗျာမိတ်ဆွေတို့ကျွန်တော်ခုပြောရတဲ့အရာဒီဗိုလ်ဘူးနေတရက်စာဖြစ်ပါတယ်ပြီးတော့ဗိုလ်ဘူးနေဂျာမင်းနေမှာ99တလောက်ဆွဲပါရှိရှိတလောက်ဆွဲပါလေးထိတ်စည်းတော့မဟုတ်ကိုဆိုတဲ့ထိတ်စည်းဟင်းပွဲလေးကိုမိတ်ဆွေတို့တိကျလေးချက်ပြုတ်ကြည့်ပါနိုင်တဲ့လူတွေကတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ